ဒီနေ့ကတော့ကျွန်တော်တို့မွေးနေ့အမှတ်တရပါเนาะတော်ပြခြင်းနဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဟောကျွန်တော်ဇွန်30မွေးတာဆိုတော့ဇွန်30ဆိုတော့အသက်38ပြည့်ပြီ39လေးကိုရောက်มาပေါ့အဲ့တော့မွေးနေ့အမှတ်တရကျွန်တော်ငငယ်ကလေးကစိတ်ခဲ့တဲ့ဗီဒီလေးဆရာကြီးပြောပြပြီးတဲ့ဗီဒီစိတ်အကြောင်းလေးဒါလေးကိုကျွန်တော်ဒီချိန်မှာပြောပြခြင်းတာဖြစ်တယ်အဲ့တော့ဒီဗီဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ခါမှပြောဘူးတာမျိုးမရှိဘူးဗျမရှိဘူးဒီတစ်ခါတော့မွေးနေ့အမှတ်တရလည်းဖြစ်တော့ဒါထူးကြကြလေးပြောပြခြင်းတာပေါ့ ဒါတော့ဗဒီးစပြီးစိတ်တဲ့လူတွေဗဒီးလိုင်းကိုစလိုက်တော့မဲ့လူတွေဗဒီးနဲ့ပတ်သက်ပြီးစပြီးတော့အလေးအထုံရအောင်စစိတ်ကြရလူတွေပေါ့ဒါကဗဒီးစစိတ်ပြင် နောက်ပိုင်းအမြင့်လိုင်းတွေစိတ်သွားနိုင်အောင်လို့စပြီးတော့ဆရာကြီးစီရင်ပေးတဲ့ဗဒီးစိတ်ပေါ့ကျွန်တော်တော့အခုရှိအခုထိလဲစိတ်နေတော့မှာပဲနော်အခြားဂုံတော်တွေကားထားတွေရုပ်ပြီးစိတ်ထားတွေရှိလို့အခုနီလန်လေးလဲစိတ်ပါတယ်ကျွန်တော်ငငယ်က မိဘတွေဆရာသမားတွေကကလေးတွေကိုစတင်ပြီးဘာတင်ပေးကြလဲဆိုတော့တဏ္ဍကုံသုံးပါတင်ပေးကြရဗျ။နော်နောက်ပြီးတော့ကျွန်တော်ဂုံတော်ကိုပါမှာအရဟံဆိုတာမျိုးကိုအမြဲပြောပြရရှိတယ်။တော်တော်များများကလေးတွေအားစားအရဟံဆိုတာကိုသိနေတယ်။တဏ္ဍကုံသုံးပါးဆိုတာကိုသိနေတယ်။သိနေတယ်။အားရလေးကိုပဲပရိစိတ်လေးတွေဆရာသခင်တွေကလုတ်ပေးထားတာရှိတယ်။အဲ့ပရိလေးကြောင့်ပြောပြခြင်းနဲ့လက်ရှိကျွန်တော်လည်းစိတ်နေတဲ့ပရိပေါ့။အဲ့တော့ပရိစိတ်လေးကကျွန်တော်တို့တွေကဘလို့လုတ်ထားတာလဲပေါ့ ဒီမှာဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃာတရဏကိစ္ဆာမိပြီးရင်အရဟံဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃာတရဏကိစ္ဆာမိပြီးရင်အရဟံဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃာတရဏကိစ္ဆာမိပြီးရင်အရဟံဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃာတရဏကိစ္ဆာမိအရဟံဒီလိုမျိုးလှုပ်ထားတဲ့ပဋိစိတ်ဖြစ်တယ်အဲ့တော့ပဋိစိတ်ကိုကျွန်တော်တို့ဒီလိုလှုပ်ထားတာမျိုးတော့တွေ့ဘူးမှတွေ့ဘူးကြမှာတွေ့ဘူးလိမ့်မယ်ပဋိစိတ်တွေကိုကျွန်တော်တို့ customer အနေနဲ့တောက်လောက်ခိုင်းလို့ရတယ်အဲ့တော့ စစိတ်မဲ့လူငယ်တွေဗဒီကိုစပြီးတော့စိတ်ချင်တဲ့စိတ်ရှိတယ်အာတိတာရှိနေတဲ့လူတွေအတွက်အလွယ်ဆုံးနည်းနဲ့အထည်ရောက်ဆုံးပရိစိတ်နေပါနော်တဏ္ဍဂုံသုံးပါးရွတ်လိုက်နော်အရဟံလေးတစ်ခါတစ်လုံးချလိုက်တဏ္ဍဂုံသုံးပါးရွတ်လိုက်အရဟံလေးမှာအလုံးလေးကြီးတာတော့ကိုမှတ်မိနေတယ်ဘုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဘုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဒီလိုမျိုးလေးရွတ်ပွားဖို့အတွက်စီစဉ်ပေးရတာဖြစ်တယ်တကယ်လဲအကျိုးထူးတယ် တကယ်လည်းပရိစားစိတ်တဲ့သူတွေအတွက်ရွယ်ထားတာဖြစ်တဲ့အတွက်စပြီးအကြံစီလေးတွေစိတ်ကူးလေးတွေစပြီးအောင်မြင်လာတယ်။လောလောကူကူစိတ်ရတာဖြစ်တဲ့အတွက်စိတ်ဖြစ်တယ်။အဲ့တော့တနေ့ကိုဘယ်နှပတ်စိတ်ရမယ်လို့ဘယ်နေ့စိတ်ရမယ်လို့ဘယ်လောက်ကြောင်စိတ်ရမယ်လို့ဘယ်နေ့သားတွေတော့စိတ်ရမယ်လို့ဒါတွေဒါတွေကျွန်တော်ဒါမပြောလို့ဘူးပေါ့နော်။မပြောလို့ဘူး။ကိုယ်စိတ်နိုင်တဲ့လောက်စိတ်သွားလို့ရတယ်။ဒါပရိစားစိတ်မဲ့လူတွေအတွက်ရွယ်ပြီးလှုပ်ထားတဲ့ပတိပါ။အဲ့တော့ကျွန်တော်ကတော့အခုထက်တိတိုင်လဲစိတ်နေတယ်။နော်အခြားလူတွေကိုလည်းဒီနီလန်လေး ပြောခဲ့ပါတယ်ဒါကပါတော့ခလီလူငယ်တွေအတွက်ရည်ရွယ်တာစပြီးစိတ်မဲ့လူတွေလူလက်ပိုင်းတွေထားပါတော့ကျွန်တော်တို့ကိုသားလေးကိုနိုင်ငံသားပို့လိုက်တယ်နိုင်ငံသားပြင်သားတော်တယ်နိုင်ငံသားမှာအလုပ်သွားလုပ်တယ်ငါသားလေးရဲ့ပရိစိတ်ဒါပရိလေးစိတ်ဆေးခြင်းတယ်အာကုံတော်တွေကထားမစိတ်ခြင်းဘူးအာအယံများတယ်မလုပ်ခြင်းဘူးအချို့ကလေးတွေညင်းကြတာရှိတယ်အဲ့လိုညင်းကြတဲ့လူတွေအတွက်ကျွန်တော်စပြီးဒီပရိစိတ်လေးကိုလုပ်ပေးရတာဖြစ်တယ်နော်အဲ့လိုလေးပရိစိတ်ဆိုင်မှာလုပ်လိုက်ရင်ရပါတယ်ဒါလေးလုပ်ခြင်းအပြင်တိတိတတ်တာကျွန်တော်တို့ကဘလို့ဖြစ်လဲဆိုတော့ အန္တရာယ်တွေကင်းတယ်တော်ရုံအခက်ခဲလေးတွေပြည်လဲတယ်လူငယ်လေးတွေပရိစဆိတ်ဖြစ်လာတယ်ဒါကြောင့်အာချို့ဆိုရင်သားသမီးလေးတွေကိုဘော်ရာဆောင်ပို့လိုက်တယ်စိတ်မချအောင်ငယ်သေးတယ်ဘော်ရာဆောင်ပို့တဲ့ရွယ်လေးတွေကကလေးတွေက16 16 18လေးတွေအဲဒါစိတ်ပူတယ်ဟောသားရဲ့သမီးကိုဖျားတရားလေးလုပ်စေခြင်းနဲ့အန္တရာယ်လေးကင်းစေခြင်းနဲ့ဒါဆိုဒီတရဏဂုံနဲ့အရဟံတွဲစိတ်တာမျိုးကိုလုပ်စေခြင်းပါတယ်နော်လှုပ်လိုက်ရင်ကျွန်တော်တို့တိတတာကျွန်တော်တို့ပရိအပတ်ရည်အနေနဲ့စိတ်ဖြစ်သွားတယ်လူတွေက အဆင်ပြေသွားတာပေါ့ဗျာဒါဒါလေးတစ်ချက်ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဗဒီနဲ့ပတ်သက်ပြီးတော့ပုံမှန်အတိုင်းပဲတရားနဲ့ရှစ်လုံးဒါတရားနဲ့ရှစ်လုံးပြည်တယ်နော်အရဟံကနေစနေတယ်ပြီးရတဏဂုံသုံးပါးကျွတ်တယ်အရဟံကနေရတယ်တဏဂုံသုံးပါးကျွတ်တယ်နောက်ဆုံးပိတ်မှလည်းကျွန်တော်တို့တဏဂုံသုံးပါးနဲ့ပြန်ဆုံးတယ်အဲ့လိုမျိုးလေးရောက်လာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စမှတ်လေးကိုအရဟံလေးနဲ့စမှတ်မယ်နော်ပြီးရင်တဏဂုံသုံးပါးပြီးအရဟံတဏဂုံသုံးပါးတရားနဲ့ရှစ်လုံးပြည်ပါတယ် ဒါလေးကိုစိုက်နေမှာ customize လုပ်ပြီးတော့လူငယ်တွေအတွက်ဗတိစားစိတ်မဲ့လူတွေအတွက်အများကြီးထွေထူးလည်းမစိတ်နိုင်ဘူးဆိုတော့အမြဲတတိယတဲ့အခါတိုင်းစိတ်ဆေးခြင်းလေကျွန်တော်တို့မနေ့အစောကြီးအချိန်တွေမှာစိတ်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အချိန်တွေမှာစိတ်တက်လေးရှိလဲဆိုတော့ကျွန်တော်ဒါကိုပေါ့ပေါ့ပါစိတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတိုင်ပါနဲ့အလုပ်လုပ်တာရှိတယ်ဒါတော့ကျွန်တော်စိတ်ပုံစိတ်နေပေါ့ကျွန်တော်ကဘာလုပ်လဲဆိုတော့25မိနစ်အလုပ်လုပ်တယ်ကျွန်တော်တိုင်ပါပေးတာကျွန်တော်25မိနစ်တိတိကျွန်တော်ဘေးရင်ဟောတယ်ဟောစတန်ထိုင်ရေးတယ်စာရိုက်စရာရှိရင်ရိုက်တယ်ဟိုအတာဖိုင်ပို့စရာရှိရင်ပို့တယ် 25မိနစ်ကျွန်တော်လှုပ်တယ်လှုပ်ပြီးရင်ကျွန်တော်9မိနစ်နားတယ်မျက်စိနားပေးတာပဲဖြစ်ဖြစ်ဟိုဟာဖြစ်တယ်ပေါ့နားတယ်ပေါ့နော်နားတဲ့အချိန်မှာကျွန်တော်ဒီပတိလေးစိတ်လိုက်တယ်တပတ်ပေါ့တပတ်စိတ်လိုက်အဲ့လိုပဲ25မိနစ်အလုပ်လုပ်တယ်9မိနစ်နားတယ်အဲ့လိုနားတဲ့အချိန်လေးမှာဒါစိတ်တာပေါ့ဟိုဝင်တဲ့လက်ကစားတော့စိတ်လို့မရဘူးပေါ့ဗျာကျွန်တော်ကိုယ်ပိုင်လို့ကျွန်တော်တို့ဘလော့ဂါတွေလို့စာအမြဲရိုက်နေရတဲ့လူတွေဘီဒီအမြဲတမ်း reply ပြန်နေရတဲ့လူတွေကြတော့အဲ့လိုပေါ့25မိနစ်လုပ်တယ်9မိနစ်နားတယ်25မိနစ်လုပ်တယ်9မိနစ်နားတယ်အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့စိတ်တာပါဒီနီလန်းလေးကိုကျွန်တော်ကတော့ဒါ လမ်းညွှန်ပေးတာဖြစ်တယ်။ဒါလူငယ်တွေစားစိတ်ခြင်းနဲ့ကိုသားမိတွေကိုလက်ဆန့်ကမ်းခြင်းနဲ့ဗဒီလေးနဲ့ပတ်သက်ပြီးထိတွေ့ခြင်းနဲ့ဆိုရင်ဒါလေးကစိတ်ဖြစ်သွားလိမ့်မယ်။တကယ်လည်းရေရှည်စိတ်ဖြစ်တယ်။ဆက်ရတာလေအာတီတာပြင်ပြရဲဘာဖြစ်လို့ပြင်ပြရဲဆိုတော့တဏ္ဍကုံအကြောင်းကိုလူတိုင်းသိတယ်ဘုရားတဏ္ဍကိစ္စတွေတမန်တန်တိုင်းတန်ခါတဲ့ဒါဖျားကိုဒါစိတ်ကကိုးဝဲပါတယ်အာတန်ဆိုလဲဖျားကုံတော်တွေမှာပထမဦးဆုံးကုံတော်ဖြစ်တယ်နော်ကိလေသာကင်းစင်တယ်နော်စိတ်ကြွယ်ရရမယ်မကောင်းမှုမပြုတ်ဘူးလူနဲ့ပြမနဲ့တော်ပါလေပူဇော်ထုကိုခံယူတော်မူထိုင်တယ်မြတ်စွာဘုရားဒီလောက်ကတော့လူငယ်တွေသိကြတယ်ဒါကြောင့်ရွက်ကဖက်ရတာတို့လည်းရွက်ချင်ဖက်ဆက်ကြပို့ရှိပါတယ် မွေးနေ့အမှတ်ရပြီလို့ဖြစ်ပါတယ်အားလုံးပဲမိမိတို့မွေးနေ့တွေမွေးနေ့တွေကစပြီးကံကောင်းမှုတွေအောင်မြင်မှုတွေအဆင်ပြေမှုတွေရကြ